ဒီနေ့မှကျွန်တော်တို့ soft bread ဆိုတဲ့ပါမုတ်လေးလောက်သွားမှာဖြစ်တယ်။ဒီပါမုတ်ကတော့ကုတ်ကျန်းတွေကတော့ two recipe တိုင်းပဲသွားမယ်။အဓိကကတော့ကျွန်တော်တို့ဒီမှာပါဝင်တဲ့ yeast ပေါ့နော်။အဲ့ဒီ yeast ကို အထူးတတိထားကယူစိုက်ပြီးလောက်ဆောင်အောင်မှာဖြစ်တယ်။ပါမုတ်ရဲ့ recipe တိုင်းသွားပြီးပြီဆိုတော့ကျွန်တော်တို့ပါမုတ်ကို အပွားခံရမှာပါအပွားမခံခင်မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုဒီပေါမုတ်လိုတက်လို့ပုတ်တွင်ရမှာပေါ့နော်ကိုစိတ်ချိုက်ကိုပုတ်ဖော်ရမယ်ဒီပေါမုတ်ကိုယိုတွေထည့်ရမယ်ကျွန်တော်တို့ယိုသုံးမျိုးနဲ့လုပ်တယ်ဒီတဲမှာတော့ယိုအားတော့ကျွန်တော်တို့ချောကလက်ယိုရဲ့အုံတီးယိုရဲ့ပဲယိုနဲ့လုပ်တယ်ဒါတွေအားလုံးလုပ်ပြီးတော့ကျွန်တော်တို့အပွားခံပေါ်ပွားခံဆက်တဲ့အထဲမှာဖြစ်ပါတယ် တပခန့်ဆက်တဲ့ထက်နေပြီပေါ့ဗျာအဲရပြီဆိုတာနဲ့ကျွန်တော်တို့ပြန်ထုတ်ကြည့်တယ်ကြုတ်ပြီကျွန်တော်တို့ကျက်ဥတုံးမယ်ကျက်ဥနဲ့နွားနှုတ်ရေတုံးကျွန်တော်တို့မုတ်ဖုတ်ဆက်တဲ့စတင်ထဲတော့မှာဖြစ်တယ်မုတ်ဖုတ်နေပါပြီဗျာမုတ်လေကျက်သွားပြီဆိုတော့ကျွန်တော်စားကြည့်လောက်မယ်ဖြစ်တယ်ကျွန်တော်တို့ယူတုံးယူထဲမှာတော့ချောကလက်ယူ အုံယူပဲယူအဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆိုတော့ကျွန်တော်အုံယူဖြစ်တယ်အရင်ရမ်းမိုက်တယ်မွေးပြီးတော့မှဆာလို့ကောင်းတယ်ကျွန်တော်ကြိုက်ဆုံးဖြစ်ပါတယ်ကျွန်တော်မုတ်တွေလောက်တာကျွန်တော်ဆရာကြီးမဟုတ်ပါဘူးကျွန်တော်ခုမှတင်တန်းတာပါကျွန်တော်ဝါဒနာပါလို့ကျွန်တော်ဒီမုတ်ကိုလောက်တာဖြစ်တယ်ဒီမုတ်နဲ့ပဲကျွန်တော်ပြန်ပြီးတော့မှလုပ်ငန်းလုပ်ရင်လည်းလုပ်မယ်မလုပ်ရင်လည်းသူများစီမှာပဲလုပ်မှာဖြစ်တယ်အားလုံးကျေးဇူးတင်တယ် God bless you